ဒုက္ခသစ္စာပရိစ္ဆာနံတောသမုဒိယသစ္စာပဇဟံတော ဆိုတဲ့အတိုင်းပဲနိဗ္ဗာန်ရောက်ကြောင်းတရားလို့အားထုတ်နေတဲ့ယောဂီပုဂ္ဂိုလ်များဟာဒုက္ခသစ္စာကို ပိုင်ပိုင်ခြားခြားသိအောင်ကြိုးစားရမယ်။သမုဒိယသစ္စာကိုပယ်ရမယ်။ဒုက္ခသစ္စာသိတဲ့အချိန်နဲ့သမုဒိယသစ္စာသိ ယ်တဲ့အချိန်ဟာအမှန်တကယ်ကတော့သိကြစီမဟုတ်ပါဘူးတစ်ချိန်တည်းမှာဒီအကျိုးနှမျိုးကိစ္စပြီးပါလေဒါကြောင့်သမုဒိယသစ္စာပဲကျင်ပါတယ်ဆိုရင်ဒုက္ခသစ္စာသိအောင်ကြိုးစားဖို့လိုပါတယ်ဒုက္ခသစ္စာဆိုတာဘာလဲလို့မေးရင်တမ္မာအဖြစ် ဇာတိစရာပြာတိမရဏတရားတွေဒီဒုက္ခပါပဲလို့ဒီလိုပြောပြင်ပြောကြညာတော့လည်းပဲအဲ့ဒီဒုက္ခတွေကပါကတဒုက္ခလို့ခေါ်တယ်ပါကတဒုက္ခဆိုတာထင်ရှားတဲ့ဒုက္ခကိုပြောတာပါလူတိုင်းသိတယ်လူတိုင်းမြင်တယ်ဉာဏ်မပါဘဲနဲ့လည်းပဲသိနိုင်တဲ့ဒုက္ခကိုဆိုလိုပါတယ်တရကဒုက္ခဝတ္ထုလို့ဒီလိုလဲပြောပါတယ် ဒုက္ခဝတ္ထုဆိုတာတကယ်ဒုက္ခဝေဒနာ ဖြစ်ခြင်းရဲ့အကြောင်းတရားတွေ လို့ဒီလိုဆိုလိုပါတယ်။ဒါကြောင့်ဥချင်းနာချင်းသိချင်းဆိုတဲ့ဇာတိစရာဗျာတိမရဏတရားတွေကိုအဓိကထားပြီးတော့ကြည့်ရမှာမဟုတ်ပါဘူး။ဒီနေရာမှာကြည့်ရမယ့်ဒုက္ခကအပကဒဒုက္ခလို့ခေါ်တယ်မထင်ရှားတဲ့ဒုက္ခကိုကြည့်ရမှာပါ မထေရှားဖို့ဆိုကြတဲ့ကပဂရိမျက်စိနဲ့ကြည့်လို့တော့မရဘူးလူတိုင်းလူတိုင်းလည်းမမြင်နိုင်ဘူးဉာဏ်မျက်စိနဲ့ကြည့်မှမြင်နိုင်တာအဲ့ဒီဒုက္ခမျိုးကိုအဘဂဒဒုက္ခလို့ဒီလိုခေါ်တယ်ယခုကြည့်ရမှာကအဲ့ဒီအဘဂဒဒုက္ခကိုကြည့်ရမှာဖြစ်ပါတယ် အဲ့ဒီတော့မထင်ရှားတဲ့ဒုက္ခဆိုတော့လူတိုင်းလူတိုင်းမသိဘူးလူတိုင်းလူတိုင်းမမြင်နိုင်ဘူးလူတိုင်းလူတိုင်းသတိမထားနိုင်ဘူးအဲ့ဒီဒုက္ခမျိုးဖြစ်တယ်အဲ့ဒီဒုက္ခမျိုးကဘယ်လိုဒုက္ခလဲလို့မေးရင်ခန္ဓာ၅ပါးဖြစ်သဘောပြက်သဘောယုံနာတရားဖြစ်သဘောပြက်သဘောအဲ့ဒါကိုဆိုလိုပါတယ်ခန္ဓာ၅ပါးသည်ဖြစ်တယ်ဖြစ်ပြီးတော့ပြက်တယ်အဲ့ဒါဒီဒုက္ခပဲ ယုံနာတရားတွေဖြစ်တယ်ဖြစ်ပြီးတော့ပြက်တယ်အဲ့ဒါဒီပလင်းရဲ့ဒုက္ခတရားပါပဲဒီတော့ဒီနေရာမှာလိုခြင်းတဲ့ဒုက္ခဆိုတာဟိုခြင်းတရားလည်းမဟုတ်ဘူးနာခြင်းတရားလည်းမဟုတ်ဘူးသိခြင်းတရားလည်းမဟုတ်ဘူးခန္ဓာ၅ပါးတို့ရဲ့ဖြစ်ခြင်းပြက်ခြင်းသဘောကိုလိုချင်တာပါအဲ့ဒီခန္ဓာ၅ပါးတို့ရဲ့ဖြစ်ခြင်းပြက်ခြင်းသဘောကိုမြင်အောင်ကြည့်နိုင်ရင်ဒုက္ခသစ္စာကိုမြင်တယ်လို့ခေါ်ပါတယ် အဲ့ဒီခန္ဓာငါးပါးဖြစ်သဘောပြတဘောတို့ရဲ့ဖြစ်သဘောပြတဘောကိုပိုင်းပိုင်းခြားခြားသိအောင်ကြိုးစားနိုင်ရင်ဒုက္ခသစ္စာကိုပိုင်းခြားသိတယ်လို့ဒီလိုခေါ်ပါတယ်။အဲ့ဒီလိုဒုက္ခသစ္စာကိုတကယ်ပိုင်းခြားသိရင်သမုဒိယသစ္စာကိုလည်းအလိုလိုပဲပြီးသားဖြစ်ပါတယ်။အဲဒါကြောင့်ယောဂီဘောတော်ကောင်းတို့ဟာဒုက္ခသစ္စာကိုပိုင်းပိုင်းနဲ့နဲ့သိအောင်ကြိုးစားရမယ်။အဲ့ဒီလိုကြိုးစားတဲ့အခါကျတော့မြတ်စွာဘုရားသခင်ကရောမြတ်ကြီးက ရူပခန္ဓာနဲ့ပတ်သက်ရင်ဣတိရူပံဣတိရူပတသမုဒယောဣတိရူပတအထင်ကမောလို့၃စဉ်ဟောကြားထားပါတယ်။ထနေ့ဒီစွာပါပဲဝေဒနာခန္ဓာသင်္ညခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာတို့နဲ့ပတ်သက်ရင်လည်းပဲဒီတိုင်းပဲ၃စဉ်ဟောထားပါတယ်။အရိဒရူပခန္ဓာနဲ့ပတ်သက်ရင်ဣတိရူပံဟောရလေးကယုတ်တရားလေးပါပဲဒီသဘောလေးဖြစ်လာရင်အဲ့ဒါလေးကယုတ်တရားကလေးပါပဲ။ ။အော်ရုပ်ဆိုတာဒီလိုသဘောရှိတာကိုအဲ့ဒီလိုသိအောင်ကြိုးစားရမယ်။ဒါပရမအဆင့်ပဲ။ရုပ်ရဲ့သဘောကိုကြိုတင်မသိပဲနဲ့။အော်ရုပ်ဆိုတာဒီလိုသဘောရှိတာပါပေါ့လား။ဒီလိုကြိုတင်မသိပဲနဲ့။ရူပခန္ဓာဆိုတဲ့ရုပ်ကိုဘယ်လိုနည်းနဲ့မှမြင်အောင် မကြည့်နိုင်ပါဘူး။ကြိုတင်သိအောင်ကြိုးစားတာကညာတပရိညာကိုယ်တိုင်သိတာကတိရဏပရိညာဖြစ်ပါတယ်။ဒါကြောင့် ညာတပရိညာအသိနဲ့ရုပ်ရဲ့သဘာဝတရားကလေးကိုကြိုတင်ပြီးတော့သိအောင်ကြိုးစားထားရမယ်။အဲဒါကိုဣတိရူပံလို့ဒီလိုခေါ်တယ်။ထိုနည်းသာပါပဲကြံတဲ့ခန္ဓာလေးပါးကိုလည်းပဲဝေဒနာရဲ့သဘောကိုသိအောင်လို့ဟောဒီသဘောလေးကတော့ဝေဒနာရဲ့သဘောပဲ။ဒီသဘောလေးကတော့ပညာရဲ့သဘောဒီသဘောလေးက သင်္ခါရရဲ့သဘောဒီသဘောလေးကဝိညာဉ်ရဲ့သဘောလေးပါပဲ။ ဒီလိုသဘောလေးဖြစ်လာရင်ဒါဝေဒနာလို့မှတ်မယ်ဒါကတော့တင်ညာပဲဒါကတော့စိတ်ပဲအဲ့ဒီလိုပိုင်ပိုင်နဲ့နဲ့သိအောင်အရင်ကြိုးစားရပါလိမ့်မယ်ဒီတော့ယောဂီများဟာညာတာပရိညာသီးနဲ့တရားနာနေတဲ့အချိန်မှာဒီခန္ဓာ၅ပါးရဲ့သဘောကို ပြပြဆောဆောသိထားပြီးသားယောဂီများဖြစ်ကြပါလေရုပ်စရာဖောက်ပြန်တဲ့သဘောရှိတယ်ပူတာလည်းယုံအေးတာလည်းယုံ ုတဲ့သဘောနဲ့ဖောက်ပြန်တယ်အေးတဲ့သဘောနဲ့ဖောက်ပြန်တယ်ဒါကြောင့်သူ့ကိုယုတ်လို့ခေါ်တယ်။နားလေကျင်တယ်ကြိုက်တယ်ခဲတယ်ဒါလည်းဖောက်ပြန်တဲ့သဘောလေးပဲဒါလည်းသူ့ကိုယုတ်လို့ခေါ်တယ်။တောင်းတယ်တင်းတယ်ဒါလည်းဖောက်ပြန်တဲ့သဘောလေးပဲသူ့ကိုလည်းယုတ်လို့ခေါ်တယ်။အဲဒီသဘောလေးတွေကဟောဒီပုံမတ္တရာကြီးအဆိုင်ခဲကြီးကိုမှီပြီးတော့ဖြစ်နေတဲ့သဘောတရားလေးတွေပဲ။အဲဒီသဘောတရားလေးတွေပေါ်တိုင်းပေါ်တိုင်းဟောတာယုတ်တရားလေးပဲဓာတုပ္ပခန္ဓာလေးပဲ။ ။ဟောဒီသဘောလေးကတော့ဒါယုတ်ဒီသဘောဒီသဘောလေးကတော့ဒါရူပခန္ဓာဒီလိုသိအောင်ကြိုးစားရမှာဖြစ်ပါလေ။ထုံနေသာပါပဲဝေဒနာနဲ့ပတ်သက်လာရင်လည်းပဲဝေဒနာသရဟာခံစားတဲ့သဘောရှိတယ်။ဘာကိုခံစားသလဲအာယုံကိုခံစားတယ်ဘလို့ခံစားသလဲကောင်းမကောင်းအနေနဲ့ခံစားတယ်။ကောင်းမကောင်းဖြစ်အောင်ဘလုကဖန်တီးပေးတော့ဖတ်တာပြစ်စရာဝေဒနာဆိုတဲ့အတိုင်းပဲဖတ်တာကဖန်တီးပေးထားတာပါဒီတော့ဖတ်တာဒီဘာနဲ့တူတယ်ဆိုတော့ ကြံရင်ညှစ်တဲ့ပုံကောင်များသည်ကြံတဲ့ကအရေကလေးတွေထွက်အောင်ကြိတ်တဲ့စက်ကလေးနဲ့အပမ်းမှန်ထက်တာညှစ်ပေးသလိုဖသကလည်းပဲအာယုံရဲ့အရာတော်ကိုမပေါ်ပေါ်အောင်ကြိတ်တဲ့ညှစ်တတ်တဲ့သဘောရှိပါတယ်အဲဒီလိုဖသတရားကအာယုံရဲ့အရာတော်လေးပေါ်အောင်ကြိတ်ပြီးညှစ်ပေးလိုက်တဲ့အခါကျတော့မှကောင်းတဲ့အရာသာ မကောင်းတဲ့အရာသာဆိုတာပေါ်လွင်ထင်ရှားလာတာပါအဲဒီအရာတော်ကိုခံစားတာကဝေဒနာ ဒါကြောင့်မလို့ဝေဒနာဘလို့ကြောင့်ဖြစ်ဖာသာကြောင့်ဖြစ်တယ်လို့ပရိစ္ဆသမုပ္ပါဒ်တရားမှာဒီလိုဆိုတာပါဒီတော့ဝေဒနာမျိုးမျိုးဖြစ်ခြင်းဒီဖာသာပေါ်မှာမူတည်ပါတယ်ဖာသာရဲ့ကျိမ့်မှုညှိမှုအားကောင်းရင်ကောင်းတယ်လို့ဝေဒနာကလည်းအမျိုးမျိုးဖြစ်တယ်ဖာသာရဲ့ကျိမ့်မှုညှိမှုကလေးအားကောင်းလာရင် အာယုံရဲ့ရတာကလေးထင်ရှားသွားပြီထင်ရှားသွားတဲ့အတွက်ကောင်းတဲ့အာယုံပဲမကောင်းတဲ့အာယုံပဲလို့သတ်မှတ်လို့ရသွားပြီသတ်မှတ်တာကတော့တင်ညာရဲ့သဘောပဲ ောင်းတဲ့အာယုံကလေးကိုခံစားရင်ဒုက္ခဝေဒနာဖြစ်မယ်မကောင်းတဲ့အာယုံကိုခံစားရင်ဒုက္ခဝေဒနာဖြစ်မယ်ဖတ်တာရဲ့ကျင်းခြင်းမှု အားနည်းမယ်ဆိုရင် အာယုံရဲ့ရတာမပေါ်လင်ပါဘူးအဲဒီလိုမပေါ်လင်မှုဆိုရင်ဥပိ္ပခဝေဒနာဖြစ်ပါတယ်အော်ဒီလိုအာယုံရဲ့ရတာခံစားတဲ့သဘောလေးကတော့ဒါဝေဒနာရဲ့သဘောလေးပဲဒါလေးကဒုက္ခဝေဒနာလေးပဲဒါလေးကဒုက္ခဝေဒနာလေးပဲဒါလေးကဥပိ္ပခဝေဒနာလေးပဲ ဘုပ္ပကဝရဏသရတကယ်ကြတော့သိထင်ရှားတဲ့သဘောမရှိပါဘူး။ဒါကြောင့်မလို့ဒုက္ခဝရဏနဲ့ဒုက္ခဝရဏသာထင်ရှားတဲ့အတွက်ဒုက္ခဝရဏနဲ့ဒုက္ခဝရဏကိုမလွတ်တမ်းကြည့်နိုင်အောင်ကြိုးစားဖို့လိုပါတယ်။အဲ့လိုကြည့်တော့အော်ဒီသဘောလေးကဝေဒနာရဲ့သဘောလေးပဲဒါနန္တရားလေးပဲ။ယောက္ခနာကမျက်မျောဖောက်ပြန်ပြနေတဲ့သူ့ကိုခံစားပေးနေတာကဝေဒနာရဲ့သဘောပဲ။ဒီလိုစိတ်ထဲမှာသဘောပေါက်သွားရင် ဒါဝရဏရဲ့သဘောကို သိတယ်လို့ခေါ်ပါတယ်။အဲဒီလိုပဲတင်ညာရဲ့သဘောသင်္ခါရရဲ့သဘောဝိညာဉ်ရဲ့သဘောများကိုလည်းပဲဒီတိုင်းပဲသိအောင်ကြိုးစားထားရမယ်။အဲဒီလိုကြိုးစားထားလိုက်တဲ့အခါကျတော့မှတကယ်တမ်းလက်တွေ့ရှုကြည့်လို့ဒီသဘောလေးတွေတွေ့လာပြီဆိုရင်ဖောက်ပြန်တဲ့ရောရဲ့သဘောကလည်းပဲပေါ်လာလိုက်ပြောက်သွားလိုက်ထင်ရှားလာလိုက်ပြောက်သွားလိုက် ဖြစ်လာလိုက် ပြက်သွားလိုက် တခုပြတ်သွားတော့လေတော့တဘာဝတရားတခုအသည်ပေါ်လာတယ်အသည်ထင်ရှားလာတယ်အဲ့ဒီထင်ရှားတာလေးကလည်းပြောက်သွားတယ်เนาะတဘာဝတရားအသည်တခုအစားထိုးပြီးတော့ထင်ရှားလာတယ်အသည်သေးတဲ့တဘာဝတရားကလေးတွေအစားထိုးထိုးပေါ်လာသည်နဲ့အမျှအဟောင်းအဟောင်းဖြစ်သောတဘာဝတရားကလေးတွေကလည်းပဲပြောက်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 သွားတာပဲနေလာနှင်းပြောက်ဆိုတဲ့ကဲတော့ညံအောင်မှာ ရုပ်ရဲ့သဘာဝနာမ်ရဲ့သဘာဝတရားကလေးတွေဟာတမျိုးပြီးတမျိုးပျောက်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 သွားတာတွေ့ရပါလိမ့်မယ်။အဲဒီလိုပျောက်ပျောက်သွားတဲ့နေရာမှာအသေးသေးသောယုံနာတရားကလေးတွေအစာထိုးထိုးပေါ်လာတာတွေ့ရပါလိမ့်မယ်။အဲဒီယုံတရားကလေးပျောက်သွားခြင်းကိုဣတိရူပတ္တအထင်ကမော။ဟောယုံတရားကလေးမရှိဘူးပြတ်သွားပြီ။အသေးပေါ်လာတာကြတော့ဣတိရူပတ္တသမှုရောဟောယုံတရားကလေးအသေးပေါ်လာတာပဲ။ အဲ့ဒီတော့ဒီနေရာမှာသိရမယ်သဘောက3မျိုးဖြစ်ပါတယ်နံပါတ်1ဣတိရူပံရုပ်ရဲ့သဘောကိုသိအောင်လို့နံပါတ်2ဣတိရူပသသမှုရိယောရုပ်ကလေးဖြစ်လာတာသိအောင်လို့ရုပ်သဘောလေးထင်ရှားတာသိအောင်လို့နံပါတ်3ဣတိရူပသအထင်ကမောရုပ်သဘောတရားကလေးပျောက်ပြက်သွားတာညှိုးမှိန်သွားတာကိုသိအောင်လို့အဲ့ဒီ3မျိုး ਨੇ ပိုင်းပိုင်းခြားခြားမြင်နိုင်သွားပြီဆိုရင်ရုပ်ရဲ့သဘောကိုပိုင်းပိုင်းနိုင်နေသိသွားပြီလို့ဒီလိုခေါ်ပါတယ် အဲ့ဒီလိုပါပဲကြံတဲ့ခန္ဓာတွေနဲ့ပတ်သက်လို့လည်းပဲဒီတိုင်းပါပဲဝေဒနာကိုသိအောင်လို့ဝေဒနာဖြစ်တာကိုသိအောင်လို့ဝေဒနာဖြစ်တာကိုသိအောင်လို့စိတ်ဆိုရင်လည်းစိတ်စိတ်ရဲ့သဘောကိုသိအောင်လို့စိတ်ဖြစ်တာလေးကိုသိအောင်လို့စိတ်သဘောတရားလေးပြတ်သွားတာချုပ်သွားတာကိုသိအောင်လို့အဲ့ဒီလိုသိအောင်လုပ်လိုက်မယ်ဆိုရင်ဝေဒနာလေးကလည်းဖြစ်တယ်ပြတ်တယ်ဖြစ်တယ်ပြတ်တယ်စားထိုးတယ်စိတ်ကလေးကလည်းဖြစ်တယ်ပြတ်တယ်ဖြစ်တယ်ပြတ်တယ်စားထိုးတယ် ယုတ်တရားကလေးကလည်းဖြစ်တယ်ပြတယ်ဖြစ်တယ်ပြတယ်စားထိုးတယ်။ညာရအောင်မှာယုတ်တရားကလေးကြည်လိုက်ပြတ်သွားပြီ။ဝရဏလေးကြည်လိုက်ပြတ်သွားပြီ။စက်ကလေးကြည်လိုက်ပြတ်သွားပြီ။အားလုံးကပြတ်တယ်ကြည်ပဲတရားစားတဲ့မြင်လာတဲ့အခါကျတော့အပြတ်သဘောသည်ဒုက္ခသဘောပဲ။ပြတ်တယ်ဆိုတာအိဋ္ဌဆပဲအိဋ္ဌသည်ဒုက္ခသဘောပဲ။မမြဲတဲ့သဘောလေးတွေအိဋ္ဌဆပဲ။အဲ့ဒီမမြဲတဲ့သဘောနဲ့နှိမ့်စက်တတ်လို့ဒုက္ခသဘောပဲ။ ဖြစ်တာကလည်းကိုယ်လိုတိုင်းဖြစ်တာမဟုတ်ပြတ်သွားတော့လည်းကိုယ်လိုတိုင်းပြတ်တာမဟုတ်ကိုယ်သဘောနဲ့လည်းဘာတစ်ခုမှဖြစ်လာတာမဟုတ်ဘူးကိုယ်လည်းမပိုင်ဘူးဒါကြောင့်အနတ္တတရားပဲအနိစ္စဒုက္ခအနတ္တတရားပဲဖြစ်သဘောပြတ်သဘောပါပဲလို့ပိုင်ပိုင်နဲ့နဲ့သိလိုက်ရင်အဲ့ဒါဒုက္ခသစ္စာကိုပိုင်ပိုင်နဲ့နဲ့သိပြီလို့ဒီလိုမှတ်လိုက်ပါအဲဒီလိုဒုက္ခသစ္စာကိုပိုင်ပိုင်နဲ့နဲ့သိသွားရင်အဲ့ဒီအပေါ်မှာတာယတမေနှိသက်တဲ့ဒနာကိလေသာလေးတွေကင်းနေတာပါပဲကင်းသွားရင်သမုဒိယသစ္စာတည်တယ်လို့ခေါ်ပါတယ် ပုဂ္ဂတတ္တဝါလို့ယူထားတဲ့ဒိဋ္ဌိတရားလည်းကင်းသွားတာပါပဲအဲဒီလိုကင်းသွားရင်သမုဒိယသစ္စာသိတယ်လို့ခေါ်ပါတယ်အမှန်ကိုမှန်တိုင်းမသိတဲ့ဝိဇ္ဇာတရားလည်းကင်းသွားတာပဲအဲဒီတရားကင်းသွားရင်သမုဒိယသစ္စာသိတယ်လို့ခေါ်ပါတယ်ဒါကြောင့်ဒုက္ခသစ္စာနည်းနည်းသိရင်သမုဒိယသစ္စာကိုနည်းနည်းပယ်တယ်ဒုက္ခသစ္စာများများသိရင်သမုဒိယသစ္စာကိုများများပယ်တယ်ဒုက္ခသစ္စာကိုပိုင်းပိုင်းခြားခြားပိုင်းပိုင်းနဲ့နဲ့သိသွားပြီဆိုရင်သမုဒိယသစ္စာကိုလည်းပဲ ပိုင်ပိုင်နိုင်နိုင်လုံးဝပြတ်မပေါ်အောင်တည်ပြီးသားဖြစ်သွားပါပြီအဲဒီလိုနည်းနဲ့သူရဲ့မဲအားလျော်စွာသူအစင်းနဲ့သူသမုဒိယသစ္စာလေးတွေပယ်သွားနိုင်မယ်ဆိုရင် သမုဒိယသစ္စာသေးတာကအကြောင်းတရားသိမ့်တာဒုက္ခသစ္စာပြန်မဖြစ်တော့တာကဂျိုတရားငြိမ့်တာအကြောင်းသိမ့်လို့ကြောငြိမ့်တာကနိရောဓသစ္စာပါပဲအဲဒီနိရောဓသစ္စာတရားတွေနိဗ္ဗာန်ပါပဲလို့ ဒီလိုသဘောပေါက်ပြီးတော့နိဗ္ဗာန်ချမ်းသာလိုချင်ပါတယ်ဆိုရင်အခြေခံအပြင်ခန္ဓာဖြစ်ဖြစ်ဒုက္ခသစ္စာတရားကိုဒုက္ခသစ္စာတရားပါပဲလို့ပိုင်ပိုင်ခြားခြားနဲ့သိအောင်ကြိုးစားရမှာဖြစ်ပါတယ်။ဒါကြောင့်ဒုက္ခသစ္စာဆိုတဲ့ခန္ဓာ၅ပါး၊ယုံနာ၅ပါးတို့ရဲ့ဖြစ်သောပြည့်သောကို ပိုင်ပိုင်ခြားခြားနဲ့မြင်အောင်ကြိုးစားပြီးတော့ရှင်းမှတ်ပေးလိုက်ကြ။